အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Smile Reader ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့2024ခုနှစ်ကထွက်ရှိခဲ့တဲ့ The Forbidden Camp Mass Possession ဆိုတဲ့စကားလေးပဲဖြစ်ပါရစေ။ဒီစကားလေးကတော့ဖြစ်ရမန်ကိုအခြေခံထားတဲ့ Indonesia Horror ဇာတ်လမ်းလေးဆိုလည်းမှတ်မှာပါခင်ဗျာ။ ဒီဇယ်လန်နဲ့မှာတော့လွန်ခဲ့တဲ့2016ခုနှစ်ကတော်ဒဲစကန်ချခီးထွက်ခဲ့ကြတဲ့ကင်းထောက်လူငယ်ចောင်းသားတစုဟာမတော်သင့်မတော်အပ်တဲ့နေရာကိုရောက်ရင်မကောင်းဆိုးဝါးဝင်ပူတာကိုခံလိုက်ရတာကိုပြန်လေရိုက်ကူးပြသထားတာဖြစ်ပါတယ်။ဒါကြောင့် PMM ကိုအခြေခံထားတဲ့ចောင်းသားဇယ်လန်လေးကဘလောက်ထိကြမ်းပြီးစိတ်ဝင်စားအောင်ခြောက်လက်မလဲဆိုတာကိုတော့ကျွန်တော်နဲ့အတူတူကြည့်ရှုလိုက်ရအောင်ပါခင်ဗျာ။ ဇလန်လေးရဲ့အစာမှာတော့ဝါရုဆိုတဲ့ကောင်လေးဟာဖီးအမန်တွေကိုစိတ်ဝင်စားပြီးဖီးအမန်နဲ့ပတ်သက်တာတွေကိုစာရေးကျင်နေသူဟာဒါကြောင့်ဝါရုက2016ခုနှစ်ကကင်တော့လူငယ်ဖြစ်ခဲ့ဘူးတဲ့မင်းခုတ်ခုတ်အင်တာဗျူးနေခဲ့ပါဗျာ မေကိုကတော့ကင်းထောက်လူငယ်လုပ်ခဲ့ဘူးပြီးသူတို့နှစ်ကဒူးဆန်းနာတွေကြုံခဲ့ရတာကိုဝါရုကကြားသိထားပါဗါးဒါကြောင့်မေကိုလည်းကင်းထောက်လူငယ်လုပ်ခဲ့တော့ကနေရတနေရတဲ့ကိုခရီးထွက်ပြီးဝင်ဘူးတဲ့ကိစ္စတွေကိုဝါရုမေးတာကိုပြန်ပြောပြနေခဲ့ပါဗါးအဲ့ဒီနောက်မှာတော့ဝါရုကမင်းခိုတို့တော်တွင်စကန်ချခရီးမှာနတ်ဆိုးနဲ့အပေးယူလုပ်တဲ့ကိစ္စတွေနဲ့အဖွဲလိုက်ခဏခဏဝင်ဘူးတဲ့ပြဿနာတွေကိုကြားပြီးကိုယ်တိုင်သိကျင်စူးစမ်းလေ့လာကျင်တာကြောင့်မင်းနေတာပါတကယ်တော့ဝါရုဟာဒီကိစ္စတွေကိုမင်းနေတာကသူကြားခဲ့ရတဲ့2016ကင်းထောက်အဖွဲဇလန်းလေးဟာစိတ်ဝင်စားစရာ ာကောင်းတယ်လို့ထင်တာကြောင့်ဒီအတွက်စာအုပ်ရေးဖို့မင်းခုတ်ကိုအင်တာဗျူးမင်းနေခဲ့တာဖြစ်ပါတယ်အဲဒါကြောင့်မင်းခုတ်လည်းကင်းတော့လူငယ်တုန်းကအကြောင်းတွေပြန်ပြောပြပြီးသူတို့ခုနှစ်တုန်းကရိုက်ခဲ့တဲ့တပ်ပုံတွေကိုဝါရုတိအောင်ပြောပြပေးနေပါတယ်ပြီးတော့မင်းခုတ်ကပုံတမုံကိုလည်းညှိုးထိုးပြပြီးရင်းနှီးဆိုတဲ့ကောင်မလေးပုံကိုပြလိုက်ပါတယ်မင်းခုတ်ကတော့အဲဒီတုန်းကစိုးရင်စရာအခြေအနေတွေသာရှိခဲ့တာကိုကြိုသိမဲ့ဆိုရင်ရင်းနှီးကိုမခေါ်ဘဲထားခဲ့ပါတယ်လို့ဝါရုကိုပြောလိုက်ပါတယ်ပြီးတော့မင်းကဝါရုကိုသူတို့ရဲ့2016ကအခြေအနေစီကိုပြန်ခေါ်ဆောင်သွားခဲ့ပါတယ်အဲဒီတုန်းကရင်းနှီး ကတော်ရင်စကန်အတွက်အပြေးလေးကျင့်နေပေမဲ့ဘန်းနာရင်ကျက်ရှိတာကြောင့်မပြေးနိုင်မဲ့အမောဖောင်းနေခဲ့ပါတယ်။တငယ်ချင်းဖြစ်သူနေကတော့မစ္စတာကာဆိုသူတို့ကိုဒီနေ့ပြေးကိုက်မယ်ဆိုတာသိရတဲ့သားနဲ့ဘာလို့လာတာလဲလို့ရီနီကိုမေးလိုက်ပါတယ်။ တကယ်တော့ရီနီယာပန်းနာရင်ကျက်ရှိပြီမဲ့တော်ရင်စကန်ခီးမှာသူတို့အသင်းကိုမရှုံးစေချင်တာကြောင့်ခရီးအတွက်အနောနာခံနေတာပါဒါပေမဲ့နေကတော့ရှုံးရှုံးနိုင်တဲ့ဂိမ်းမဆိုင်ပဲတော်ရင်မှာတရေရှိနေရင်ပူကွက်ခံရမှာကိုကြောက်နေခဲ့ပါတယ်ပြီးတော့နေကရီနီမေလဲရင်တော့မေခိုကခြိပေးနိုင်တာကြောင့်နှစ်ယောက်သားပဲတော့တွဲမှာလဲလို့စားနောက်နေခဲ့ပါတယ်တပတ်မှာတော့မေခိုခြံတဲ့ဟီးရိုးတို့သာသူတို့မြင်ခဲ့တဲ့တော်တွင်တနေရာကိုဓာတ်ပုံတွေရိုက်ပြီးနေကန်အဖိုးစွန်တိုကိုခွင့်ပြုပေးဖို့တွားတွေ့ပါတော့တယ် ဒါပေမဲ့အဖိုးစွန်တို့ကတော့ဘိုးဘေးတွေလက်ထက်တဲကအဲ့ဒီနေရာကိုပိတ်ထားရမှာဖြစ်လို့မသွားရဘူးလို့သာပြောလိုက်ပါရယ်ပြီးတော့အဲ့ဒီနေရာနဲ့ပတ်သက်လို့အစိုးရနဲ့သူတို့ပြဿနာတက်ခဲ့တယ်လို့အဖိုးစွန်တို့ကပြောပါတော့တယ်ဒါပေမဲ့လေဟီရူတို့သာ ူတို့ကြောင်းရဲ့နှစ်စဉ်လုံးနေကြအရာဖြစ်တာကြောင့်သုံးရက်ထဲသွားရမှာဖြစ်လို့သူတေချာဦးဆောင်ခေါ်သွားမယ်လို့ကတိပေးလိုက်ပါရယ်အဖိုးစွန်တို့ကတော့ရွာလူကြီးတွေကတယောက်ဖြစ်တာကြောင့်မလို့ဒီကိစ္စနဲ့ပတ်သက်ပြီးအတော်စိတ်ပူနေပါရယ်ဒါပြင်အဲ့ဒီနေရာကလည်းရာဇဝင်နဲ့တမိုင်းနဲ့မလို့မြေကျန်းတာကြောင့်အဆင်မပြေမှာကိုစိတ်ပူနေတာပါအဲ့ဒါကြောင့်ဟီရူလဲ မက်နဲ့ချန်တို့ကပါအဖိုးရှိမှာအာမခံကြောင်းပြောပါတော့တယ်။အဲဒီနောက်မှာတော့မက်ခုံနဲ့ချန်တို့ဟာကြောင်းရှိရောက်တဲ့အခါမှာဒီတစ်ခေါက်ကြောင်းလီလာရေးခရီးအတွက်ဝါနာအာလူစိုက်ကိုရွေးချယ်လိုက်ပြီးကင်းထောက်အဖွဲ့ကိုတေရှာရှင်းပြပါပါတယ်။ပြီးတော့မက်ခုံတို့ဟာနေခံဒီတားမြင့်ထားတဲ့နေရာရဲ့တပ်ပုံတွေကိုပါပြလိုက်ပြီးစီကန်းချက်တွေကိုပြောလိုက်ပါတယ်။အဲဒီအချိန်မှနေကတော့ချက်ချင်းပဲအင်တာနက်ပေါ်ကဝါနာအာလူရဲ့အကြောင်းကိုစုံစမ်းပြီးကြောင်းသားတွေမကြောက်ခဏပျောက်ဆုံးနေတဲ့နေရာမှန်းတည်သွားပါတော့တယ်။ အဲဒါကြောင့်နေလေရီနီကိုပြလိုက်ပြီးသူတို့သွားရမယ့်နေရာကမြင်မတမ်းပဲကြောက်စရာနေရာကြီးပဲလို့ပြောလိုက်ပါတယ်။ပြီးတော့နေရာ2004မှာအဲ့ဒီနေရာကြီးမှာအုပ်စုလိုက်ဝင်ပူးခံခဲ့ရတဲ့ဖြစ်ရက်နောက်ပိုင်းနေကန်နေအဲ့ဒီနေရာကိုပိတ်ပင်ခိုင်းထားတဲ့အကြောင်းရီနီကိုရှင်းပြပါတယ်။အဲ့ဒီကိစ္စတွေအပြီးမှာတော့ဝါနာအာလူဆိုင်ကလူတွေပစ္စည်းပြားမှာပြန်ပြောက်ွယ်သွားခဲ့တာပဲလို့နေကပြောပြနေပါတယ်။ဒါပေမဲ့ရီနီကတော့ရှောက်ရှာနေရင်နေပဲကြောက်ပြီးယူခနေရလိမ့်မယ်လို့ပြောလိုက်ပါတယ်။နောက်တစ်ရက်မှာတော့ကင်းထောက်လူငယ်အသင်းဟာလိုအပ်တဲ့ရိတ်ခါတွေအိတ်အားလိတ်တွေတဲတွေကိုယူလာပါတယ်။ အဲ့ဒီနောက်မှာတော့ရီနီတို့ဟာပြဇက်ကနေရင်အဓိကဇက်ကောင်နေရာမှာတရုတ်ဆောင်တဲ့ကီကီဆိုတဲ့ကောင်မလေးဟာနှာခေါင်းသွေးယိုရာကြောင့်ဆေးကန်းပိုးလိုက်ပါတယ်။အဲ့ဒါကြောင့်ဟီရူလည်းလူစားထိုးဖို့စဉ်းစားနေတော့ရီနီကိုတရိယာသွားပါတယ်။ဟီရူကတော့ရီနီအကြိုက်ဆုံးဇက်ကောင်ကိုမေးပြီးရီနီကကီကီဇက်ကောင်ကိုသဘောကျနေတာကြောင့်ဟီရူကအစားဝင်စေချင်ပါတယ်။ပြီးတော့ဟီရူကရီနီဟာကီကီနဲ့မွေးနေ့တထက်တည်းကြာနေတာကြောင့်ကီကီနေရာမှာအစားထိုးတရုတ်ဆောင်ပေးဖို့ပြောလိုက်ပါတယ်။ ဒါပေမဲ့ရီနီကတော့အစစ်မြစ်ဂျာဘာဘာသာစကားမှာကီကီလောက်မကျွမ်းကျင်တာကြောင့်ယုံကြည်ချက်မရှိဖြစ်နေပါတယ်။အဲဒါကြောင့်ဟီရိုကသူ့အစွမ်းကုန်သင်ပေးမှာမလို့ရီနီကိုလေ့ကျင့်ထားဖို့နဲ့ကီကီဘယ်တော့ပြန်လေ့ကျင့်နိုင်မှာလဲမသိတာကြောင့်ကူညီပါမယ်လို့ပြောလိုက်ပါတယ်။နေကတော့ရီနီသာလှုပ်ခွင့်ရမယ်ဆိုရင် လုံနိုင်မှာတေးကြပါတယ်လို့ဝင်ထောက်ခံပေးနေပါတယ်။အဲဒါကိုတည်သွားတဲ့မင်ခိုကတော့ရီနီစိတ်ကြကြနေတာဘာကြောင့်လဲမေးပြီးပြောအောင်လာစနောက်ပေးနေပါတယ်။ ီးတော့မင်းကစကန်ချဖို့အတွက်အမလေးကျင်နာနဲ့ပြင်စင်နာကဘလို့လဲလို့မေးခဲ့ပါတယ်။ရီနီကတော့မင်းခုတ်ကအစသူ့ရဲ့တခြားတငယ်ချင်းတွေလိုမျိုးသူ့ကိုအကူအညီလိုတဲ့သူအားနေတဲ့သူထူးဆန်းတဲ့သူလိုမျိုးဆက်ဆံနေတာကြောင့်တိတ်သဘောမကျပါဘူး။မင်းခုတ်ကတော့ရီနီကအဲ့ဒီလိုမဟုတ်ဘဲကံကောင်းပြီးလိုချင်တာရတဲ့သူမျိုးမလို့ထူးဆန်းတယ်လို့ပြောလိုက်ပါတယ်။ နောက်တစ်ရက်မှာတော့နေရရှာဖွေနေတဲ့ကင်းထောက်အဖွဲ့မင်းတို့ဟာလုံုံငင်းညံ့ပြီးတခြားသူတွေကိုကာကွယ်နိုင်အောင်အဖိုးစုံနဲ့အတူလိုအပ်တာတွေသွားလုပ်ပါတယ်။အဖိုးစုံကဂျပန်လူမျိုးတွေအတွက်ခွင်တောင်းတဲ့ပုံစံအတိုင်းတယောက်ယောက်ရဲ့နေရကိုသွားလည်ရင်လိုအပ်တာတွေလုပ်ရသလိုပြင်ဆင်နေပါတယ်။ပြီးတော့အဖိုးစုံကကြံတဲ့ចောင်းသားတွေကိုဒီနေရဟာကန့်သတ်နေမည်ဖြစ်ကြောင်းသတိပေးဖို့မမေ့ပါနဲ့လို့မင်းတို့ကိုပြောလိုက်ပါတယ်။အဖိုးစုံကအဲ့ဒီနေရာမှာနေပြီးတည်ခဲ့တဲ့လူတွေဟာကျူးကျော်လာတာကိုကြိုက်မှမဟုတ်လို့ဖြစ်နိုင်ရင်မြုံနှံထားတဲ့ပစ္စည်းတွေကိုပါတူးမဖော်သင်ဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီနေရာမှာတော့သူတို့ဟာပစ္စည်းတွေမြုံနှံ င်ရင်စိုက်ထဲမှာပဲအိပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီလိုနဲ့ညံတဲ့တဲ့အခါမှာတော့မင်းကလန်လို့သွားပြီးလမ်းလျှောက်ကြည့်နေတဲ့အချိန်မှာအဖိုးစုံကရုတ်တရက်ရောက်လာပါတယ်ပြီးတော့အဖိုးစုံကမင်းနဲ့မင်းတို့တငယ်ချင်းတွေကိုမြေဆောက်တွေကလက်ခံလိုက်တာကြောင့်ဒီနားတဝိုက်မှာကယူးဆိုင်နေပါလို့ပြောလိုက်ပါတယ်ဒီလိုနဲ့အဖိုးပြန်သွားတဲ့အချိန်မှာမင်းကမြေကြီးကိုတူပြီးစံတွေကိုတိတ်ထည့်ပါတယ်နောက်ထပ်မှာတော့ကင်းထောက်လူငယ်တွေအဖွဲ့ဟာစိုက်ရှိရာကိုရောက်လာပါတော့တယ်ရွာကန်တွေကလည်းကလေးတွေလာဖို့အတွက်ပွဲကိုကူညီပေးဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ရီနီကသူများတွေလိုမတက်က ကြွနိုင်မယ်ပန်းနိုင်ရင်ကျက်ရှိတာကြောင့်ခရီးစဉ်တစ်လျှောက်လုံးပင်ပန်းပြီးမောဟိုက်နေခဲ့ပါတယ်ဒီလိုနဲ့ចောင်းသားတွေဟာယုံကြည်ရာကိုကိုးကွယ်နေတော့ရီနီတယောက်အမျိုးသမီးတယောက်သူ့အနားရောက်လာတာကြောင့်လန့်ပြီးဖင်တိုင်းလေးရဲ့ပြုတ်ကျသွားပါတယ်ဒါပေမဲ့အဖွဲသားတွေကဝိုင်းလောင်းတဲ့အခါမှာရီနီလက်ချက်ပြီးတဲတဲမှထိုင်ငုံနေပါတယ် နေကတော့ရီနီမြင်လိုက်တာပါလဲမသိပေမဲ့ဒရားဖြစ်လာတဲ့ကခန်းစားချက်တွေမကောင်းတာကိုသိကြောင်းပြောပြနေပါတယ်ဒီလိုနဲ့ရီနီတို့စီကိုကီကီရောက်လာပြီးရီနီဟာအရန်ဇက်ဆောင်ဖြစ်တာကြောင့်ကီကီဝတ်ဆောင်ကိုကြည်ပေးထားရမယ်လို့ပြောပြီးလောင်ပြောင်သွားပါတယ်အဲဒီနောက်မှာတော့ခေါင်းဆောင်နေတဲ့ကတယောက်ဖြစ်တဲ့လင်ဒီယာကအကန့်သက်နေမြေဘက်မှာစာလာကရင်အမျိုးသမီးတယောက်ဖြတ်သွားတာကိုတွေ့သွားပါတယ်အဲဒါကြောင့်လင်ဒီယာလည်းအောက်ကိုဆင်းကြည့်တဲ့အခါမှာကန့်သက်နေမြေထဲမှာတဲတလုံးလာထိုးထားတာကိုတွေ့လိုက်ရပါတယ်လင်ဒီယာကတော့မစ်တိုကိုအကြောင်းကြားပြီးဘသူထိုးထားတာလဲသိအော ောင်းတဲတဲကိုဝင်စူးစမ်းပါတော့တယ်။လီဒီယာရုတ်တရက်တဲတဲကနေပြန်ထွက်လာချိန်မှာပဲပန်ဝင်ကျင်တစ်ခုလုံးကမြူဆိုင်ပြီးကြောက်ဖို့ကောင်းနေပါတယ်။အဲဒါကြောင့်လီဒီယာလည်းစကားပြောစက်ကနေတဆင့်မင်ကတိုကိုဆက်သွယ်ပေးမိဘလို့မှဆက်သွယ်လို့မရခဲ့ပါဘူး။မင်ကတိုအစားစကားပြောစက်ကနေတခြားတစ်ယောက်ကဝင်ပြောနေပြီးကျူးကျော်သူဟာအကြောင်းသားတွေပဲလို့ပြောနေခဲ့ပါတယ်။ပြီးတော့စကားပြောစက်ကနေလစ်တီယာတို့ကိုအိမ်ပြန်ဖို့အော်ဟစ်ပြောနေတာကြောင့်လစ်တီယာလည်းကြောက်ပြီးနားကိုနှစ်ဖက်နဲ့ဇုံပိတ်ထားလိုက်ပါတော့တယ်။အဲဒီနောက်မှာတော့ရီနီကသူတို့တဲတဲမှာထိုင်နေတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့တာကြောင့်စိုက်ကြည့်နေတော့ ုံးနေကလာခေါ်တာကြောင့်ရီနီလည်းဘာမှတေချာမတွေ့လိုက်ရပါဘူးတဖက်မှာတော့မစ်ကလေဒီယာနဲ့တွေ့ပြီးလက်စတီယာလည်းကန့်သက်နေမိမှာတခုခုဖြစ်နေတာကြောင့်ကြောက်လန့်နေခဲ့ပါတယ်ပြီးတော့လက်စတီယာလည်းစကားပြောစကားနေသူတို့ကိုတယောက်ယောက်ကအိမ်ပြန်ဖို့ပြောကြောင်းမစ်ကိုပြောတဲ့အခါမှာတော့မစ်ကဘသူကိုမှဒီကိစ္စမပြောဖို့တားလိုက်ပါတယ်အဲ့ဒီနောက်မှာတော့မစ်ကလည်းကန့်သက်နေမိတဲ့ကိုသွားစစ်ဆေးပြီးအဲ့ဒီကစံစည်တွေကျဲကဆူတောင်းနေပါတယ်အဲ့ဒီအချိန်မှာပဲမွေဟောက်ကရောက်လာပြီးမစ်ကိုပေါက်တက်ဖို့စူးစမ်းပါတော့တယ်အဲ့ဒါကြောင့်မစ်ကလည်းလက်ထဲကဓာတ်နဲ့မွေဟောက်ကိုတတ်လိုက်ပြီးမွေဟောက်က တော့ပျောက်ကွယ်သွားပါတယ်။ဒီဘက်မှာတော့ရီနီကသူ့ကြောင့်သူ့အဖွဲရှုံးသွားတဲ့အတွက်စိတ်မကောင်းဖြစ်နေပါတယ်။ဒါပေမဲ့အဖွဲသားတွေကတော့ရီနီကြောင့်အခုရှုံးရင်တော့ကျင်းသေးပေါ့နောက်တရက်မှာအနိုင်ယူဖို့အားပေးနေပါတယ်။အဲဒီနောက်မှာတော့ရီနီကအိမ်သာထဲမှာမျက်နှာသွားတက်နေတော့ကီကီတို့အဖွဲရောက်လာပါတယ်။ကီကီတို့ကပြိုင်ပွဲမှာရီနီလဲကျတဲ့ပုံစံကိုလောင်ရည်ပြီးအတင်းပြောနေကြပါတယ်။ကီကီဟာယာသီလာနေတာကြောင့်အိမ်သာလာပြီးဂွန်းထုံနေတဲ့အချိန်ပဲတငယ်ချင်းမနှစ်ယောက်ကတော့ရီနီအကြောင်းကိုဟာသလုပ်နေပါတယ်။အဲဒီနောက်မှာတော့ကီကီဟာဂွန်းတို့ကိုပြစ်စလက်ခက်ပြစ်ပြီးထွက်သွားတာကြောင့်တငယ်ချင်းတွေလည်းတရေလိုက်လာတယ်လို့ စားနောက်နေကြပါတယ်ဒီလိုနဲ့ရီနီကအိန္ဒာတွေကထွက်သွားတဲ့အခါမှာဘေးအိန္ဒာတွေကမိမတယောက်ငိုတန်းကိုကြားလိုက်ရပါတယ်ရီနီလည်းအတန်းပေါ်တင်ပြီးနားကျင်ပြီးတာကြောင့်သူနဲ့အတူပြန်ဖို့အိန္ဒာတွေကမိမကိုခေါ်လိုက်ပါတယ်ဒါပေမဲ့အိန္ဒာတကားကိုဖွင့်ကြည့်တဲ့အခါမှာတော့ဘသူမှရှိမနေတာကြောင့်ရီနီလည်းကြောက်ပြီးထွက်ပြေးဖို့ကြိုးစားပါတယ်အဲ့ဒီအချိန်မှန်တဲ့မှာအမျိုးသမီးတယောက်ပေါ်လာတာမြင်ပြီးရီနီလည်းလန့်သွားပါတယ်ဒီလိုနဲ့ရီနီကမြေကြီးပေါ်ကျနေတဲ့လက်စွပ်ကိုတွေးပြီးကောက်စွပ်ဖို့ကြိုးစားချိန်မှာမွေးဟောင်းအနက်ကပေါ်လာပြီးလက်ကိုပေါက်ပါတော့တယ် အဲဒီနောက်မှာတော့ရီနီကပြန်ရောက်လာပြီးစကားဝိုင်းနဲ့ပြန်ဝင်ဆော့ပါတယ်ကင်မရာရိုက်တဲ့ចောင်းသားလဲအားကုန်ပြေးတဲ့ရီနီရဲ့နောက်မှာတေးမလို့မျက်နှာပေါ်နေတာမြင်ပြီးရုတ်တရက်လန့်သွားပါတယ်အဲဒီအချင်းလေတီယာကကန့်သက်နေမြေထဲမှာဖြစ်ပျက်ခဲ့တာတွေကိုကင်မရာရိုက်တဲ့ចောင်းသားသိအောင်ရှင်းပြနေပါတယ် အဲ့ဒီနောက်မှာတော့ listia ကမင်းကိုတွေ့တာကြောင့်ကန်တန်နေမြေရဲ့အခြေအနေကိုမေးပါတော့တယ်မင်းကလည်းမပြောပြချင်တာကြောင့် listia ပင်မနေလို့ဖြစ်မယ်လို့သာပြောပြီးဗီတာမင်အားစေ့တွေလက်ထဲထည့်ပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့မင်းက hero ကိုခေါ်ပြီးကန်တန်နေမြေရဲ့ကိုဝင်ကသူဖြစ်ခဲ့သမျှကိုပြန်ပြောပြနေပါတယ်ဒါအပြင်မင်းက hero ခိုင်းတဲ့အတိုင်း စံစစ်ဝါရီကိုပါဖျန်းခဲ့တာကြောင့်တကယ်ရောအကူအညီဖြစ်နိုင်ရဲ့လားလို့မေးလိုက်ပါတယ်။အဲဒီနောက်မှာတော့မိကပွဲကိစ္စကြောင့်ထွက်သွားပြီးဟီရိုပဲကြံခဲ့ပါတယ်။ဟီရိုကတော့အိတ်ကတဲ့ကျန်းစာလို့စာရွက်တွေကိုရုတ်ဖတ်လိုက်ပြီးသူ့လေဘင်းနဲ့နေရခတ်တယ်လို့ခံစားလာရပါတော့တယ်။ဒါပေမဲ့တော့ပွဲကျင်းပနေချိန်မှာမာတာဆိုတဲ့ကောင်လေးကိုတရေဝင်မှုပြီးပြရမဲ့စကလုံးတွေကိုရှောက်ပြနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ចောင်းသားတွေလည်းမာတာပြတာကိုခြာရေးလိုက်တဲ့အခါမှာတော့သွေးနဲ့မျက်ရည်ဆိုးတဲ့စကားစုဖြစ်နေတာကြောင့်အံ့ဩသွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲမာတာကအတန်နဲ့ကြီးနဲ့អော်ပြီးသွေးနဲ့မျက်ရည်ကလေးစားချေဖို့ပြန် ်လာလိမ့်မယ်လို့ပြောနေခဲ့ပါတယ်။အဒီနာမှာတော့မာတာကတရာဘော့ကနေကုန်ချပြီးသွေးတွေပေးကြံကုန်တာကြောင့်ចောင်းသားတွေလည်းអော်ဟစ်ကုန်ကြပါတယ်။ပြီးတော့မာတာကလဲကြနေရကနေရုတ်တရက်ကြီးထလာပြီးရှေ့မှာရှိနေတဲ့ကြောက်တော်နဲ့ခေါင်းကိုပေါက်ထွက်မတတ်ထက်ရိုက်ပါတယ်။အဲဒီလိုတဲထဲမှာရုံရင်ဆန်ခတ်ဖြစ်နေတာကြောင့်ဟီရိုရောက်လာပြီးမာတာကိုလာကြည့်ရပါတော့တယ်။အဲဒါကြောင့်ဟီရိုနဲ့မာတာကိုချုပ်ပြီးသွေးတွေကចန်းသားကိုထည့်ယူနေပြန်ပါတယ်။ဟီရိုရုပ်ဖက်နေတော့မာတာဟာယူမောနေပြီးသူ့ရဲ့စကားကိုသာနားထောင်လိုက်ဖို့ပြောလိုက်ပါတယ်။အဲဒီအချိန်မှာရီနီကတော့မိမတယောက်ကိုလမ်းမြင်လိုက်ရတာကြောင့်မော်ဘီကြောင့်နေခဲ့ပါတယ်။ပြီးတော့ ရီနီကမာတာကိုကင်နာပေးပြီးကြောက်လန့်တကြားနဲ့လိုက်ရှာနေတာကြောင့်တေယဲမကမာတာနေရာကနေရီနီကို မော့ကြည့်နေပါတယ်။တေးမကရီနီကိုဘသူလိုက်ရှာနေတာလဲလို့မေးလိုက်တာကြောင့်ကြောက်လန့်တကြားနဲ့မာတာကိုလွှတ်ချလိုက်ပါတယ်။အဲဒီနောက်မှာတော့ရီနီကခေါင်းကိုက်တာကြောင့်တဲတဲကိုသွားတော့မယ်လို့ပြောပြီးထွက်လာပါတော့တယ်။ရီနီလည်းကြောက်လန့်ပြီးတဲတဲမှာအနားယူနေတော့တဲအပြင်ဘက်ကနေအမျိုးသမီးတစ်ယောက်လာနေတာကိုတွေ့လိုက်ရပါတယ်။အဲဒါကြောင့်ရီနီလည်းဆောင်းကိုခေါင်းထိချုံပြီးပုန်းနေလိုက်ပါတယ်။ဒါပေမဲ့ရီနီရဲ့ဆောင်းထဲကနေအမျိုးသမီးတစ်ယောက်ထွက်လာပြီးသူနဲ့အတူလိုက်ခဲ့လို့ပြောကရီနီကိုခေါ်သွားပါတယ်။ တပတ်မှာတော့မိခရိုဟာအဖိုးစွန်စီရောက်လာပြီးခလေးတည်းကဝင်ဘူးခံရတာကြောင့်အလားအကူညီတောင်းတာပါလို့ပြောလိုက်ပါရတယ်။အဲ့ဒီနောက်မှာတော့မာတာတယောက်တည်းပုတ်ကတ်တာမဟုတ်ပဲဂီဂီကိုပါစပုတ်ကတ်ပါတော့တယ်။အဲ့ဒါကြောင့်ဟီရိုကတရဲကိုနေမှုရုတ်ဖတ်နေချိန်မှာရုတ်တရက်ရီနီကရောက်လာပါရတယ်။ရီနီကိုမြင်နာနဲ့ဂီဂီကနှာခေါင်းသွေးတွေကြာပြီးသူ့ကိုခွန်းလုပေးဖို့လက်အုပ်ချီတောင်းပန်နေပါရတယ်။အဲ့ဒီနောက်မှာတော့အဖိုးစွန်ရောက်လာပြီးရုတ်ဖတ်လိုက်တာကြောင့်ဂီဂီနဲ့ရီနီတို့လဲကျသွားပါရတယ်။ဒီလိုနဲ့အဖိုးစွန်ဟာပုတ်ကတ်ခံရသူ၃ယောက်စလုံးကိုတဲတဲကိုခေါ်ပြီးရုတ်ဖတ်ပူဇော်ပါတော့တယ်။အဲ့ဒီနောက်မှာတော့အဖိုးစွန်ဟာအမွာ၄ ောက်ရဲ့ဝင်းကြီးထွက်လာတာကြောင့်မိစ္ဆာတွေအကုန်ထွက်မှရမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမာရာကိုရဲကဝင်ပူးနေတဲ့ဝင်းကြီးဟာရီနီကိုရဲကဝင်းကြီးကိုလက်ညှိုးထိုးပြီးဒီနီယာကထွက်သွားဖို့ပြောဆိုနေပါတယ်။ဒါပေမဲ့ရီနီကတော့သူတို့တွေကမှအဲ့တဲ့ဖြစ်ပြီးဒီကထွက်သွားရမှာလို့ပြောလိုက်ပါတော့တယ်။ပြီးတော့ရီနီကသူ့ရဲ့ကလေးစားကိုစောင့်နေဖို့អော်ပြောတာကြောင့်ကီကီကတော့သူ့ကိုခွင့်လွတ်ပေးဖို့တောင်းပန်နေပါတော့တယ်။အဖိုးစွန်ကတော့ပြဿနာတွေပိုမရှုပ်ထွေးလာခင်မှာသူတို့တွေကိုဒီကနေခေါ်ထုတ်သွားတင်နေပြီလို့ပြန်ပြောလိုက်ပါတယ်။အဲ့ဒါကြောင့်အဖိုးစွန်ဦးဆောင်ပြီးကလေး၃ယောက်ကိုခေါ်ထုတ်သွားဖို့စူးစမ်း ပါတယ်။ဒါပေမဲ့တရားကြိုးကြနေတာကြောင့်အဖိုးစုံကရွာသားတွေကိုတတိပေးပြီးယာယီတရားထိုးခိုင်းဖို့ပြောလိုက်မယ်လို့ပြောပါတယ်။အဖိုးစုံကလှည့်ပတ်ပြီးပြန်ရမှာဖြစ်လို့ကြာနေတာကြောင့်သူတို့ကိုဒီနေရာမှာပဲစောင့်နေဖို့မှာပါတယ်။ပြီးတော့အဖိုးစုံကသူပြန်လာတဲ့အထိဘာမှမလုပ်ဖို့အကြောင်းသားတွေကိုတောင်းဆိုလိုက်ပါတယ်။အဒီနာမှာတော့အဖိုးကမင်းတို့ကိုသူတို့မြုပ်ထားတဲ့ပစ္စည်းတွေကိုစစ်ဖို့နဲ့တဲရောက်တူးယူမှာစိုးရိမ်နေမိတယ်လို့ပြောလိုက်ပါတယ်။ဒီလိုနဲ့ဟီရူသာစံစည်းဝါတွေကိုတုံးပြီးသူယုံကြည်ရာကိုဆင့်ခေါ်ပါတယ်။ ီလိုနဲ့ဟီရူဟာစန်စစ်ဝါဒီကိုတုံးပြီးသူယုံကြည်ရကိုဆင့်ခေါ်ပါတယ်။ပြီးတော့ဟီရူကမာကူတောရောမော့ចောင်းမြက်ယေတနာကိုအလိုရှိနေတာကြောင့်တောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီចောင်းမြက်ကိုစခန်းနဲ့ကလူတယောက်ပိုင်ဆိုင်ပြီးပြီမလို့တော်တဲ့ကရေအေးမြက်တစ်ခုတည်းကိုចောင်းသားတွေကိုခေါ်သွားမှသိနိုင်မယ်လို့ပြောပါတယ်။တဖက်မှာတော့ရီနီကဘာမှမစားဘဲငုတ်တုတ်တန်နေတာကြောင့်လစ်စတီယာလည်းစိတ်မတော့ထားဘူးလားလို့မေးပါရယ်ရီနီကတော့ပုံမှန်သူစားတော့တဲ့အခါဖြော်ပြေးရေးပါတက်တယ်လို့ပြောလိုက်တာကြောင့်လစ်စတီယာလည်းအံ့ဩသွားပါရယ်တိတ်မကြခင်မှာပဲလစ်စတီယာဘက်စတဲကနေပိုးဟက်တီအံပြီးရုတ်တ တိယကြီးတချင်းဆိုကကပြပါတော့တယ်။အဲဒီလိုနဲ့တဲတဲမှာယုံရင်ဆန်ခတ်ဖြစ်နေပြီးလက်စတီယာဟာရီနီကိုလက်အုပ်ချီကသူ့ကိုခွင့်လွှတ်ဖို့တောင်းဆိုနေပါတယ်။ပြီးတော့လက်စတီယာတယောက်ကောင်းတဲ့ကြမ်းမြင့်ကိုထပ်တလဲလဲရိုက်နေတာကြောင့်ဟီရူလဲဝင်တားရပါတော့တယ်။အဲဒီနောက်မှာတော့လက်စတီယာကပြန်သတိရလာပြီးဟီရူလဲကြံတဲ့လူတွေကိုတဲတဲပြန်ဝင်ကိုင်းပါတော့တယ်။ဒီလိုနဲ့ညာတကောင်ရင်ရောက်တဲ့အခါမှာတော့ရီနီကနိုးနေပြီးနေနဲ့အတူတန်းစင်ကန်းလိုက်ပေးပါတော့တယ်။အဲဒီအချိန်မှာပဲနေဝင်နေတဲ့အင်သားတွေကမွေဟောက်ကရောက်လာတာကြောင့်ရီနီကမွေကိုတားပြီးပြန်လွတ်ပေးလိုက်ပါတယ်။နေကတော့ကြောင်းနေပေမဲ့ရီနီကနေလက်ကိုကိုင်းက ားစာဝယ်ဖြစ်ဖြစ်မွေးဖြစ်ဖြစ်နေကိုနမိတ်ပြတာပဲလို့ပြောလိုက်ပါတယ်ပြီးတော့ရီနီကဒီနီယာကိုကဘာမီကိုအုပ်ဆိုးတဲ့အချင်းသခင်ဆက်တိုပရက်စ်တိုလိုကကာကွယ်ထားတာဖြစ်လို့လူသားတွေမလာသင့်တဲ့နေရာပဲလို့ရှေးဟောင်းဂျာဘာစကားနဲ့ပြောလိုက်ပါတယ်အဲ့ဒါအပြင်ရီနီကိုတွေကဝိညာဉ်ဟာသူတို့တွေကတယောက်ကမကောင်းတဲ့စိတ်တွေရှိနေတာပဲလို့နေကိုပြောလိုက်ပါတော့တယ်တဖက်မှာတော့မင်ကညစကောင်မှာတတိစမ်းရေပြိုင်ပွဲလုပ်ဖို့အဆင်မပြေကြောင်းဟီရုကိုပြောပါတယ်ပြီးတော့ရှေးမှာဝင်ပူးတဲ့ကိစ္စတွေနဲ့လစ်စတီယာကအဆဖြစ်သွားတဲ့ကြောင့်မင်ကတော့ငြင်းငြင်းလေးသာမနဲ့မိုးလင်းကိုဆောက် ောက်စေချင်တာပါဟီရူကတော့အဖိုးစွန်လာမှကြာအောင်မှဖြစ်လို့မင်းတယောက်တည်းသွားခွန်ရင်လမ်းပြောက်သွားနိုင်တယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့အားလုံးကဒီဟာကိုဆက်မလုပ်ချင်ကြပါဘူးဟီရူတယောက်ကသာမနစ်ကစကန်းချခရီးထွက်ခဲ့တာကိုမဆုံးရှုံးနေတာကြောင့်စွမ်းရည်စစ်ပြိုင်ပွဲတွေဆက်လုပ်ချင်နေတာပါအဲ့ဒီနောက်မှာတော့မိတ်ကရီနီထွက်ပြေးတာကိုမြင်ပြီးအနောက်ကနေလိုက်ရှာပါတယ်တကယ်တမ်းမှာတော့ရီနီဟာတဲတဲမှာအိတ်နေတာကြောင့်မိတ်လည်းပြန်လာလိုက်ပါတယ်တော်တဲ့ဝင်ရမယ့်အချိန်ဖြစ်တာကြောင့်သူတို့တွေဟာလိုရတာတွေလုပ်ပြီးတပွဲချင်းထွက်ခွာပါတော့တယ်။အဲဒီနောက်မှာတော့ချန်ကဥဆောင်နေတော့ ဒေါ်ရဲလိုလူတွေကိုတွေ့ပြီးကြောက်ကြောက်နဲ့သူ့အဖွဲ့သားတွေကိုခေါ်ပြပါတော့တယ်။တကယ်တော့သူတို့ဟာအိုးဆောင်တဲ့သူတွေကလွဲရင်ကြံတဲ့သူတွေကမျက်လုံးမှာပေါ်ဝါစီးထားရပါတယ်။ရီနီကတော့ဒေါ်ရဲကလူရိုင်းလိုဝင်းကြီးတွေရဲ့ဆွဲခေါ်တာခံလိုက်ရပြီးကြံတဲ့သူတွေလည်းလူစစ်လိုက်မှရီနီပြောင်းနေတာသိသွားပါတယ်။အဲ့ဒီနောက်မှာတော့ခြံသတင်းပို့တာကြောင့် Mink ပါလိုက်လာပြီးရီနီကိုလိုက်ရှာပါတယ်။ဒီလိုနဲ့နေဟာရီနီကိုလူစုခွဲရှာရင်အဝိပတ်အလောင်းကြီးကိုတွေ့ကအော်ဟစ်နေပါတယ်။အဲ့ဒီနောက်မှာတော့နေကဘလို့မှအစင်မပြေတော့တာကြောင့်စခန်းကိုပြန်ခေါ်လာရပါတယ်။ဒီလိုနဲ့ရွာသားတွေ နေတဲ့အတူအဖိုးစွန်လည်းရောက်လာပြီးစိတ်ခံစားချက်မကောင်းတော့ဘူးလို့ပြောနေကြပါတယ်။နေကတော့သူ့ကိုအလောင်းကောင်လို့စီးစီတာကြောင့်ဂင်းတော်အဖွဲကလူတွေလည်းသူခိုင်းတယ်လို့လုပ်ရပါတော့တယ်။ဒီလိုနဲ့အဖွဲတစ်ခုလုံးတရေဝင်ပူးတာတစတစခံလာရပြီးမာတာကတော့မင်းကိုတက်ဖို့စူးစမ်းနေပါတယ်။ဒါပေမဲ့အဖိုးစွန်ရောက်လာပြီးမင်းကိုကဲကောင်ဝင်ပူးခံရတဲ့ចောင်းသားတွေကိုကူတာပေးနေပါတယ်။တစ်ဖက်မှာတော့ဟီရူကမွေကြီးတစ်ကောင်ရစ်ပတ်တာကိုခံရပြီးသူ့အမြင်အာယုံထဲမှာလူရိုင်းကောင်တွေဟာရီနီကိုခေါ်လာတာတွေ့လိုက်ရပါတယ်။ရီနီကတော့လက်ကကြောက်မြေသနာကိုချွတ်နေတော့မှပဲတရေမကက သူနဲ့လိုက်ခဲဖို့ခေါ်ရာကြောင့်လိုက်သွားပါတယ်။တပမာတော့ပူကတ်ခံရတဲ့သူတွေများနေတာကြောင့်အဖိုးစွန်လိုလဲဒလိအတိုင်းလုံးရပါတော့တယ်။အဲဒီနောက်မှာတော့မင်းတိုးကမနဲ့မိုးလေးနဲ့အထိရီနီကိုလိုက်ရှာနေကြပါတယ်။ဒါပေမဲ့လိုက်ရှာတဲ့လူတွေထဲမှာဇီဂိုကယုတ်တိရဲ့အစွဲခံလိုက်ရပြီးပေါင်ကိုတင့်ငုံနဲ့ပေါက်ထွက်အောင် အထိုးခံလိုက်ရပါတယ်။အဲဒါအပြင်နောက်တစ်ယောက်ကပါခေါင်းနဲ့တပင့်တိုက်ဖို့ကြိုးစားနေတာကြောင့်မင်းကလဲချန်ကိုအကုန်လုံးနဲ့စကန်းရှိရာပြန်စီပါတော့တယ်။တပမာတော့တေးရဲမကရိုးရိုးပူတရီဖြစ်ပြီးသူဟာရီနီမြင်ခဲ့တဲ့လူရိုင်းစစ်သားတွေစီကနေပုံကွယ်နေခဲ့ ဲ့တာဒီနေ့အထိပဲလို့ပြောပြနေပါဗျ။တကယ်တော့သူတို့တွေဟာသူတို့ရဲ့ဘရင်ကိုရိုးရိုးပိုထရီကလက်စားချပြီးတတ်မှတ်ကြောင်းနေခဲ့တာပါ။အဲ့ဒီနောက်မှာတော့ပိုထရီကမွေးကိုမြင်ပြီးဘာလို့သူ့စီကလိုချင်နေတဲ့သူကိုခေါ်လာရတာလဲလို့ရင်းနှီးကိုမေးပါဗျ။တဖက်မှာတော့ချန်ကဟီရူမွေကိုပတ်ထားတာမြင်ရတဲ့အကြောင်းကိုအဖိုးစွန်ကိုပြောပြပါဗျ။အဖိုးစွန်လည်းစစ်သားတွေကိုမြင်ပြီးချန်ပြတဲ့နေရာကိုလိုက်ကြည့်ပါဗျ။အဖိုးစွန်ကတယောက်ယောက်မြုပ်ထားတာတွေတူးတဲ့အပြင်စံအဝါတွေနဲ့ပါမမြင်အပ်တာတွေကိုလာဖို့ဖိတ်ခေါ်ထားတာကိုတွေ့သွားပါဗျ။တဖက်မှာတော့မင်းကလူရိုင်းစစ်သားတွေလိုက်တက်တာကိုခံရ ရပြီးရီနီကတော့တေးမစီရောက်နေပါဗျ။ရီနီကလက်စွပ်ကိုချွတ်ဖို့စူးစမ်းပေးမဲ့ပူထရီကတက်ရှိအားလုံးကိုဒင်းချုံနိုင်တဲ့အဲဒီလက်စွပ်ကိုလက်ဆောင်ပေးထားတာမလို့မချွတ်ခိုင်းခဲ့ပါဘူး။ပြီးတော့ပူထရီကသူလက်စားချေဖို့ရီနီကိုပါဝင်ပါကိုင်းပြီးအခုကသူလက်စားချေရမယ့်အချိန်ပဲလို့ပြောလိုက်ပါဗျ။အဲဒီနောက်မှာတော့ပူထရီကမွေနဲ့ဟီရူကိုမြင်ပြီးဟီရူကတော့လိုချင်တာရဖို့အကုန်ပေးဆက်ပါမယ်လို့ပြောလိုက်ပါဗျ။ဒီလိုနဲ့ဟီရူကမင်းကိုနှုတ်ပြီးရီနီကိုရှာတွေ့ပြီးမလို့စကမ်းပြန်ဖို့လာနှုတ်ပါဗျ။အဲဒီနောက်မှာတော့အဖိုးစွန်လဲဟီရူလောက်တာတဲ့အကုန်အမှန်တိုင်းပြောပြဖို့မေးမြန်းခဲ့ပါတော့တယ်။ ယ်ဒါပေမဲ့ဟီရိုကတော့တူရီနီကိုကယ်ခဲ့တာကြောင့်အကုန်အဆင်ပြေတယ်လို့သာပြန်ပြောနေပါဗါးအဖိုးစွန်လည်းဟီရိုသူတို့နဲ့ဘာတွေကိုသဘောတူခဲ့လဲလို့မေးလိုက်ပါတယ်ဟီရိုကတော့ပိုထရီရဲ့ဘဝဆက်ကြောင်းကိုပြဆက်အဖြစ်လုပ်ပေးမယ်လို့သဘောတူခဲ့ကြောင်းပြောလိုက်ပါတယ်အဲဒီနောက်မှာတော့ဟီရိုကပြဆက်ကိုကားဖို့စိတ်အားထက်သန်နေခဲ့ပြီးစခန်းကလူတွေအကုန်လုံးဟာအိမ်ငွေချခံခဲ့ရတဲ့လူတွေလို့ဖြစ်နေကြပါတယ်သူတို့အားလုံးဟာအယုတ်တွေလို့လှောင်ရှားနေပြီးဟီရိုရဲ့ဇကားတွေအတိုင်းလိုက်လှောင်ရှားနေကြပါတယ်ဒီလိုနဲ့ဟီရိုကပြဆက်ကိုပိုထရီလိုချင်တဲ့အတိုင်းကပေးရင်စခန်းကလူတွေကလည်းတကယ်အ ရုပ်တွေလိုခိုင်းရလောက်ကြပါတော့တယ်ဒါပေမဲ့ဇက်ချောင်းကပုံမှန်နဲ့မတူပဲလက်စားချေတဲ့ဇက်ချောင်းကိုပြန်ရေးခဲ့တာကြောင့်အားလုံးကအော်ဟစ်ပြီးမိကလည်းရီနီဒါနဲ့ထိုးတာခံလိုက်ရပါတယ်ရီလူကတော့ခိုင်းတဲ့အတိုင်းလှုပ်ပြီးပြီလို့လက်စွပ်ကိုတောင်းပါတော့တယ်ရီနီလည်းလက်စွပ်ကိုချူပြီးမပေးပဲပူကတ်ခံရတဲ့လူအုပ်ကြားတွေကလည်းထွက်ပြေးပါတယ်ပြီးတော့ရီနီဟာလက်စွပ်ကိုမီးပုံနဲ့ထည့်လိုက်တာကြောင့်အရာအားလုံးကပုံမှန်အတိုင်းပြန်ဖြစ်သွားပါတယ်အဲဒီနောက်မှာတော့ပူထရီပေါ်လာပြီးရီနီကဖြူစင်လာကြကာကွယ်ပေးမယ်လို့ပြောပြီးဖတ်လိုက်ပါတယ်ဒီလိုနဲ့ရီနီလည်းမိမျောသွားပြီးစခန်းထဲမှာအနားယူစီပါ တော့တယ်အဲဒီနောက်မှာတော့သူတို့အားလုံးတတိယလာကြပြီ တငယ်ချင်းတွေကလည်းတန်ရကိုစီနဲ့ရင်းနှီးကိုလာကြည့်ပါရယ်ဒီလိုနဲ့အဖိုးစွန်ကတော့ចောင်းသားတွေကိုတန့်စင်ပေးပြီးခရီးစဉ်ကိုအဆုံးသတ်စေပါတော့ရယ်ဟီလူကတော့အဲ့ဒီအချိန်ကစပြီးမပေါ်လာတော့ပဲရင်းနှီးကလည်း9နှစ်ကြာပြီးတိုင်မှာမိခနဲ့အတူ site ကို ပြန်ပြန်လာလိမ့်ရှိပါရယ်တကယ်တော့ရင်းနှီးဟာအိမ်ပြန်ွက်မရသေးပဲပြန်လာလေတိုင်းမှာအဖိုးစွန်ကမင်းသမီးကိုတောင်းပန်ပြီးရင်းနှီးကပြန်ခေါ်လိမ့်ရှိပါရယ်ပြီးတော့ဟီလူကတော်ထဲမှာရှိတဲ့ဘသူမှမမြင်နိုင်တဲ့တနေရာမှာចောင်းမြက်လက်စုပ်ကိုယူသွင်းထားရပိတ်နောင်ခံရပါတော့ရယ် ဗီဒီယိုလေးကိုကြည့်နေတဲ့ဆိုရင် like and subscribe လေးလုပ်ပေးခဲ့ပါခင်ဗျာဗီဒီယိုလေးကို VPN လေးကြော်ပြီးကြည့်ရှုပေးခြင်းနဲ့ကျွန်တော်တို့ကိုတစ်ဖက်တစ်လမ်းကနေကူညီပံ့ပိုးပေးနိုင်ပါတယ်ခင်ဗျာ